တဘာနဲ့ဝါဆိုတာကလွလွနဲ့ရထားတာမဟုတ်ဘူးဆိုတာတက်တည်ပြရင်ကာတစတန်ကိုအနိုင်ပြခဲ့တဲ့အောင်လန်းအဆန်းအားလုံးပဲမင်္ဂလာပါ United Principal Facebook Page နဲ့ YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာပြည်သက်တွေရဲ့ချစ်တော် online အဆန်ကတော့ Kazakhstan ကိုတဘာနဲ့ဝါပါလဲဆိုတာပြသခဲ့ပြီးဖြစ်ပါတယ်ဒီဝက်စင်မှာ middleweight တန်185ပေါင် MMA ပွဲကိုရှင်ပြိုင်ထိုးတက်ခဲ့ကြတဲ့ online အဆန်နဲ့ Sebastian Kazakhstan တို့ရဲ့ပွဲကတော့ပြည်သက်တွေစိတ်ဝင်စားမှုအများဆုံးပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ် ောင်းပွဲစဉ်ဖြစ် Strawberry Dan ကစ်ပေါင်စဉ်ကပတ်ပေါင်းစည်းပွဲထုတ်ခဲ့ကြတဲ့ Project Chain နဲ့ဒီဘဲလာတို့ရဲ့ပွဲကတော့မှအောင်လာတို့ပွဲလောက်ပြည်သက်စိတ်ဝင်စားမှုများပြလိမ့်မယ်မထင်ပါဘူး။ဒီပွဲဟာ9မိနစ်3ချီတတ်မှတ်ထားတဲ့ MMA ပွဲစဉ်တစ်ခုဖြစ်ပြီးအောင်လာကတော့သူ့ရဲ့အသက်40ရွယ်နဲ့လိုက်ဖက်ညီတဲ့ကစားပုံကိုပြင်ဆင်လာခဲ့ပါတယ်။ တစ်ဖက်မှာဇီဘက်စတီယန်ကာတစ်စတန်ကတော့ဝမ်ချန်ပီယံရှစ်ရဲ့ဝေဒါဝိတ်ချန်ပီယံဟောင်းတစ်ခုဖြစ်ပြီးသူ့ရဲ့ရိုရှင်ပြီးထျောက်တဲ့ထိုးကျိတ်ကစားဟန်နဲ့လူသိများတဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်။ဝေဒါဝိတ်ဖိုက်တာကအွန်လိုင်းနဲ့ထိုးဖို့အတွက်မီဒယ်ဝိတ်ကိုလေးချင်းကိုတင်ခဲ့ရပေမဲ့အခက်အခဲမရှိတာကသူ့ရဲ့ပြင်ဆင်မှုဘလောက်ထိနည်းစနစ်ကျလဲဆိုတာသိတာပါတယ်။ဒီဝဲချင်းဟာအွန်လိုင်းရဲ့ကစားသမားဘဝကိုအနိုင်နဲ့ပိတ်သိမ်းပြီးသူ့ရဲ့ကနဝင်အဆင့်ကိုထိန်းသိမ်းဖို့အခွင့်အရေးတစ်ခုဖြစ်သလိုကာတစ်စတန်အတွက်လည်းအွန်လိုင်းလိုကနဝင်ဖိုက်တာကိုအနိုင်ယူပြီးသူ့ရဲ့အဆင့်ကိုပြန်လည်မြင့်တင်ဖို့အခွင့်အရေးတစ်ခုဖြစ်ခဲ့ပါတယ်။ အွန်လိုင်းရေရှုခေတုံကအွန်လောက်ဟာလက်တီတွဲလို့နေတဲ့ပြိုင်ဘက်ကိုလုံမရအောင်ထိုးတက်နိုင်တဲ့စွမ်းရည်မျိုးကိုပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။သူရဲ့လက်တီထိုးချက်တွေဟာပြင်းထန်ပြီးတိကျမှုရှိပါတယ်။ဒါပြင်အွန်လောက်ဟာဂျူဂျူဆုနဲ့နဗန်ကစားဟန်မှာကျွမ်းကျင်ပြီးပြိုင်ဘက်ကိုမြေပြင်မှာထိန်းချုပ်နိုင်စွမ်းရှိပါတယ်။နောက်တစ်ချက်ကတော့အွန်လောက်ဟာပြားအောင်မှာတည်ငြိမ်ပြီးပြိုင်သက်ရှိမှာဆရာထက်တန်စွာကစားနိုင်သူဖြစ်ပါတယ်။ သူ့ရဲ့ကစားသမားဘဝမှာဖီအာများတဲ့ချန်ပီယံကပတ်ကာကွယ်ပွဲတွေကိုအချင်းချင်းထိုးခဲ့ရဘူးတာကြောင့်အခုလိုမျိုးသူ့ရဲ့ကစားသမားဘဝနောက်ဆုံးပွဲစဉ်လို့ဖီအာရမ်းများတဲ့ပွဲကိုလည်းအောင်လာကကောင်းစွာကင်တွယ်နိုင်ခဲ့တာဖြစ်ပါတယ်ပြမချီစတင်ချိန်မှာအွန်လန်းအန်ဆန်နဲ့ကာဒစ္စတန်နှစ်ဦးစလုံးတယောက်နဲ့တယောက်အမားဆောင်ကစားခဲ့ကြပါတယ်။အွန်လန်းဟာသူ့ရဲ့ထုံးစံတိုင်းပွဲစဉ်ကိုဖြည့်ဖြည့်ချင်းစတင်ခဲ့ပြီးကာဒစ္စတန်ရဲ့ထိုးချက်တွေကိုအကွာအဝေးထိမ်းပြီးရှောင်ကွင်းခဲ့ပါတယ်။ကာဒစ္စတန်ကတော့သူ့ရဲ့ခြေကံချက်တွေနဲ့လက်ထီးထိုးချက်တွေကိုအဓိကထားကစားခဲ့ပြီးအွန်လန်းရဲ့ထိုးချက်အရှိန်ကိုစမ်းသပ်ဖို့ကြိုးစားခဲ့ပါတယ်။ ပထမချီမှာနှစ်ဦးစလုံးတိတိတတ်တာထိရောက်တဲ့ထိုးချက်တွေမပြုတ်လောက်နိုင်ခဲ့ပါဘူး။အောင်လာဟာကာဒက်စတန်ရဲ့တိုက်ခိုက်မှုတွေကိုခံစစ်ကစားဟန်နဲ့တံပြန်မှုစူးစမ်းခဲ့ပြီးကာဒက်စတန်ကလည်းအောင်လာရဲ့ပါဝါလက်သီးတွေကိုရှောင်ရှားဖို့အကွာအဝေးထိန်းကစားခဲ့ပါတယ်။ဒီချီမှာနှစ်ဖက်စလုံးတယောက်ရဲ့ကစားဟန်ကိုအကဲဖြတ်နေတယ်လို့ဖြစ်ခဲ့ပြီးပရိသတ်တွေအတွက်အနှဲငယ်တည်ငြိမ်တဲ့အခြေအနေမျိုးဖြစ်ခဲ့ပါတယ်။ဒုတိယချီမှာအောင်လာအန်ဆန်ကပွဲစဉ်ရဲ့အရှင်ကိုထိန်းချုပ်လာခဲ့ပါတယ်။သူဟာသူ့ရဲ့ထိုးချိတ်စွမ်းရည်ကိုအပြည့်အဝအသုံးပြုပြီးကာဒက်စတန်ကိုလက်သီးတွဲလုံးတွေနဲ့ဆက်တိုက်ထိုးတက်ခဲ့ပါတယ်။ အွန်လိုင်းအနီးကပ်ထိုးချွက်တွေဟာပြင်းထန်ပြီးတိကျတဲ့ထိုးချက်တွေဖြစ်တာကြောင့်ကတ်ဒစ္စတန်ကိုခံစစ်အနေအထားကိုပုံမရောက်ရှိစေခဲ့ပါတယ်။ကတ်ဒစ္စတန်ကလည်းအွန်လိုင်းအရှင်ကိုတံမြတ်ဖို့ကြိုးစားခဲ့ပြီးသူ့ရဲ့ခြေကံချက်တွေနဲ့လက်တီထိုးချက်တွေကိုထည့်သွင်းဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အွန်လိုင်းရဲ့အရှင်နဲ့ထိုးချက်တွေရဲ့ပြင်းထန်မှုကိုလက်မမီခဲ့ပါဘူး။ဒုတိယခြေရဲ့အဓိကအခိုက်အတန့်ကတော့အွန်လကကတ်ဒစ္စတန်ကိုလက်တီတွဲလုံးတွေနဲ့ဇက်တိုက်ထိုးတက်ပြီးကတ်ဒစ္စတန်ကိုလုံးမရအောင်ဖြစ်စေခဲ့တဲ့အခိုက်အတန့်တွေပါ။ အောင်လာဟာသူ့ရဲ့ထိုးချိတ်ဆွမ်းရည်ကိုအသုံးပြုပြီးကာတစ္စတန်ကိုအကွာအဝေးပိတ်ပြီးပြင်းထန်တဲ့လက်သီးထိုးချက်တွေနဲ့ထိမှန်စေခဲ့ပါတယ်။ဒီခိုက်တက်မှာကာတစ္စတန်ကခန်းစစ်ကစားရင်ရုန်းကန်နေရပြီးအောင်လာရဲ့ထိုးချက်တွေကိုခံနိုင်မရှိတော့တဲ့အခြေအနေကိုရောက်ရှိသွားခဲ့တာကြောင့်ဒန်လူကြီးကပွဲကိုရပ်ပစ်လိုက်တာပဲဖြစ်ပါတယ်။အောင်လာအဆိုင်ရဲ့ဒီပွဲစဉ်ဟာသူ့ရဲ့ကစားသမားဘွားနောက်ဆုံးစစ်မှာနိုင်ပွဲနဲ့ပိတ်သိမ်းနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဂုံယူစရာဆွမ်းဆောင်ရည်တွေကိုအကြိမ်ကြိမ်ပြသခဲ့ပြီးသားဖြစ်တဲ့အောင်လာ အွန်လိုင်းနောက်ဆုံးပွဲကစားပုံဟာသူ့ရဲ့ရွှေခေတ်တုန်းကလိုမျိုးမှတ်မိပေမယ့်အကောင်းဆုံးကြိုးစားအောက်ထုတ်မှုတွေနဲ့ပရိသတ်တွေကိုနောက်ဆုံးချိန်ထိပေးဆက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။ United ကိုချစ်ခင်ကြတဲ့ညီကိုများအတွက်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့သတင်းကြောင်းရတွေကိုတင်ဆက်ပေးသွားမှာမို့ United Principal Facebook Page နဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးကြပါအောင်ခင်ဗျာ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။